မင်္ဂလာပါရှင်ဒီနေ့တဲ့အချက်လိုက်ရင်းမြစ်တွေကိုအတူတကွလေ့လာဆန်းစစ်ကြည့်ဖို့ကြိုဆိုပါရစေဟုတ်ကဲ့ပါခင်ဗျာဒီနေ့ကျွန်တော်တို့ကြည့်ရှုဆွေးနွေးကြမယ့်အကြောင်းအရာတွေကတော့လေမြန်မာနိုင်ငံရဲ့လက်ရှိနဲ့လာမယ့်ရက်ပိုင်းအတွင်းယာတီဥရုအခြေအနေပေါ့ဟုတ်ပါတယ်ပြီးတော့အိနီချင်းပင်လေပြင်ဒေတာကအပူပိုင်းမုန်တိုင်းနောက်ဆုံးတဲ့ရင်နောက်ပြီးတော့မြန်မာနိုင်ငံအတွက်ရေရှည်ခမန်းချက်နဲ့အာတတိပြေချက်တချို့ကိုကြည့်ကြမှာပါဟုတ်ကဲ့ဒီနေ့ဆွေးနွေးမှုအတွက်အဓိကမြန်ထားတဲ့ရင်းမြစ်တွေက မြန်မာနိုင်ငံရဲ့နေ့စဉ်မိုးလေဝသတရံပေါ်လေ။အင်း။ပြီးတော့ဖိလစ်ပိုင်ပင်လယ်ပြင်အနီးကအားလျော့သွားတဲ့အပူပိုင်းမုန်တိုင်းဦးဝမ်းဆိုင်ရနောက်ဆုံးအခြေအနေအချက်လက်တွေ။နောက်ပြီးတော့လာမယက်တည်းအတွက်မြန်မာနိုင်ငံရဲ့ယာတီဥတုခမန်းချက်နဲ့အထူးသတိပေးချက်တွေပဲဖြစ်ပါတယ်။ဟုတ်ကဲ့။ကျမတို့ရဲ့ဒီဆွေးနွေးမှုရဲ့ရွေးချက်ကတော့ဒီမိုးလေဝသတရံအချက်လက်တွေကနေအရေးကြီးဆုံးအပိုင်းဒီတိထားတဲ့ခမန်းချက်တွေနဲ့ တတိပေးချက်တွေကိုစုစည်းပြီးတော့ရှင်းရှင်းလင်းလင်းတင်ပြပေးဖို့ပါပဲဟုတ်ပါပြီအထူးသဖြင့်ကြောင်ပိုင်းမှာမိုးဆက်ရွာနေတဲ့ဒေသရှိမှာမြောက်ပိုင်းမှာမြို့တတိပေးချက်ထွက်လာတာတို့အနီးနားမှာမုံတိုင်းရှိနေလားစသဖြင့်မို့လေဒီလိုကွဲပြားနေတဲ့အချက်တွေကဘလို့ဆက်ဆက်နေတယ်လဲဆိုတာကိုကြည့်ကြမယ်ကောင်းပါပြီကဲဒါဆိုရင် November 17ရက်ည9:00နာရီကထုတ်ပြန်တဲ့မြန်မာနိုင်ငံနေ့စဉ်မိုးလေဝသတင်းနဲ့ဆက်လိုက်ကြရအောင်လားဟုတ်ကဲ့ဆက်လိုက်ကြအောင် ဘင်္ဂလားပင်လယ်အော်အခြေအနေကိုယဉ်ကြည့်ရရင်ပေါ့နော်မြောက်ပိုင်းနဲ့အရှေ့အလယ်ပိုင်းမှာတော့အများအပြားတာယာနေတာပါအင်းဟုတ်ကဲ့ဒါပေမဲ့ကပလီပင်လယ်ပြင်နဲ့အခြားတဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနေရာတွေမှာတော့တင်တဲ့အတဲ့နဲ့တင်ထူထပ်နေတာတွေ့ရတယ်အဲ့ဒီတင်နေကြောင့်ပဲမြန်မာနိုင်ငံတောင်ပိုင်းမှာမိုးရွာသွန်းမှုတွေရှိနေတာပါအော်ဆိုတော့တောင်ပိုင်းဒေသတွေမှာမွန်ကာဆက်လက်ပြီးအကောင်းနေစေအခြေအနေမျိုးပေါ့မနှက်ဖြတ်မွန်းတဲ့အထိခမန်းချက်ကဘလို့ရှိပါသလဲ ဟုတ်ပါတယ်မနေ့ဖြန်မွန်းတဲ့အထိခမန်းချက်အရာဆိုရင်တော့တနင်္သာရီတိုင်းနယ်ကင်းဖြစ်နေမှာနေလာစိတ်စိတ်မိုးထချုံရွာနေပြီးတော့ရွာဘိုးကရာနှုံးပြေလောက်နိနိဒေချာနေပါတယ်ခင်ဗျာอืมရာနှုံးပြေနေပါပဲဟုတ်ကဲ့မွန်းပြည်နယ်မှာလည်းနေရာကြီးကြီးမိုးထချုံရွာနေပြီးဒါလည်းရာနှုံးပြေပဲလို့ခမန်းထားတယ်ဒါမဲ့စီဝင်စားစရာကရန်ကုန်ပဲခူးရောက်ရီတိုင်းနယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းမှာတော့နေရာကွက်ချားပဲမိုးထချုံရွာနေတယ်လို့ဆိုတယ်အာနိနိကွာသွားပြီပေါ့နော်ဟုတ်တယ် ဒါကတဖြည်းဖြည်းနဲ့ဟိုမောအရှင်ရော့လာတဲ့လက္ခဏာကိုပြနေတာပါကျန်တဲ့မြန်မာပြည်လေပိုင်းနဲ့မြောက်ပိုင်းဒေသတွေမှာတော့တင်အစ်အစ်အစ်မဲ့ရှိနိုင်တယ်လို့ခန့်မှန်းပါတယ်အင်းတနင်္သာရီတိုင်းရဲ့အတွက်မိုးတင်တောင်တတိပေးချင်တီးတန့်ထုတ်ထားတာတွေ့တယ်ရှင်ဒါကဘာကိုအဓိကတတိထောက်ဖို့ပြောတာပါလဲဟုတ်ကဲ့အကိသာညီတိုင်းမှာမိုးတင်တောင်တွေဖြစ်ထုံးမှုအားကောင်းနေလို့ပါဒီလိုမိုးတင်တောင်တွေဖြစ်လာရင်လေသူတို့ရွေးလျားသွားတဲ့နေရာတွေမှာရုတ်တရက်လေပြင်းတိုက်တာတို့ဟုတ်ကဲ့မိုးသေးထန်းစွာယွာတာ မိုးထစ်ချုံတာမိုးကြိုးပစ်တာ လျက်စီးလက်တာတွေဖြစ်တတ်ပါတယ်။တခါလေမိုးတီးကျွေတာမျိုးတော့ဖြစ်နိုင်တယ်။အော်။ဒါကြောင့်ဒီဒေတာကလူတွေအနေနဲ့အထူးသတိပြုဖို့လိုပါတယ်။ဒါကမိုးတုံအကုန်ပိုင်းမှာဖြစ်တတ်တဲ့လက္ခဏာတစ်ခုပါပဲ။ဟုတ်ကဲ့ဟုတ်ကဲ့။ပဲလေပြအခြေအနေကတော့ဘယ်လိုရှိပါသလဲရေလုတ်သားတွေကံယူတန်းသွားမဲ့သူတွေအတော့တိထားတင်တာဘာရှိမလဲရှင်။အုံးမြမပင်လေပြင်မှာတော့လိုင်းရမြက်ကအသင့်အသင့်အဆင်မှာပဲရှိနိုင်ပါတယ်ခင်ဗျာ။ကံယူတန်းတချောင်းနဲ့ကံလွန်ပင်လေပြင်တွေမှာလိုင်းရမြက်ငေါးတွေကနေခုနှစ်ပြည့်လောက်အထိရှိနိုင်တယ်လို့ ခမှန်ထားပါတယ်อืมငါဘေကနေခုနှစ်ပေးဟုတ်ကဲ့ဒါကပုံမှန်ချင်းနေမျိုးလို့ဆိုနိုင်ပါတယ်နောင်နေရတခမန်ချက်မှာလဲတနင်္သာရီဂရင်းမွန်ပြည်နယ်တွေမှာနေရာကျဲကျဲမိုးထချုံရွာနိုင်သေးတယ်လို့ပဲဖော်ပြထားတော့တောင်ပိုင်းမှာမိုးအနှံ့ငယ်ဆက်ရှိနေဦးမှာပါဟုတ်ကဲ့မြို့ကြီးတဲ့အခြေအနေကိုအချင်းချို့ရရင် နေပြီးတော့မန္တလေးကတင်အသင့်တင်ပဲဟုတ်ပါတယ်ရန်ကုန်ကတော့နေရာခွက်ကြား မိုးရွာနိုင်ရှည်60ရာခိုင်နှုန်းရှိနေသေးတယ်ဆိုတော့ရန်ကုန်ဝင်းကျင်ကမနေ့ဖြန်မှာမိုးနေနေပပကြုံနိုင်သေးတာပေါ့နော်ဟုတ်ပါတယ်အဲ့ဒီအတိုင်းပါပဲခင်ဗျကောင်းပါပြီဒါကတော့မြန်မာနိုင်ငံရဲ့လင်းငင်းရာသီဥတုအခြေအနေပေါ့လေအခုအင်းနီရှင်တီခါကိုတစ်ချက်ကြည့်ကြရအောင်ဟုတ်ကဲ့ဖိလစ်ပိုင်အင်းနီမှာအပူမိုင်းမုန်တိုင်းဦးဝမ်းဆိုတာရှိနေတယ်နိုဝင်ဘာ17ရက်ည17:00နာရီကထုတ်ပြန်ထားတဲ့နောက်ဆုံးသတင်းရအားလျောသွားပြီဆိုပေမဲ့သူစီနေကျမတို့အတွက်အဓိကတိထားရမယ့်အချက်ကဘာဖြစ်မလဲဟုတ်ပါတယ်အပြန့်ပူပိုင်းမုန်တိုင်းဦးဝမ်းပါလေ သူ့ရဲ့နိုင်ငံတကာမိကတော့ဖန်ကွဲမှာသူကအာနန်းငယ်ယော်သွားပြီဟုတ်ကဲ့အခုချိန်မှာထိုင်ဝမ်တောင်ပိုင်းအညီကိုချင်းကနေပါတယ်ညဆယ်နာရီတိုင်းတာချက်အရာသူ့ရဲ့ဗဟိုချက်ကဖိလစ်ပိုင်ရဲ့မိုးလေဝသစောင့်ကြည့်ရဲ့တောင်ယူရီယာဖိလစ်ပင်း area of responsibility PAR အပြင်ဘက်မှာอืมအပြင်ဘက်မှာဟုတ်ကဲ့ဖိလစ်ပိုင်နိုင်ငံဘတန်နစ်ပင်းနယ်8ဘရမြော်ရဲ့အနောက်ဘက်နေရာ85ကီလိုမီတာလောက်မှာရှိနေပါတယ်အဓိကအချက်ကတော့ ူကအာယော့နေပြီပြီးတော့မြန်မာနိုင်ငံနဲ့ဝေးရကိုဥတီနေတာပါပဲသူ့ရဲ့လက်ရှိအင်အားကဘလောက်လောက်ရှိသေးလဲဖဲဘက်ကိုရွေ့နေတာလဲရှင်ဘ ਹੁ ချက်အနီးမှာလေတိုင်းတုံးကတနာရီ95ကီလိုမီတာလောက်ရှိပြီတစ်ချက်တစ်ချက်ဆရာ35ကီလိုမီတာထိတိုက်ခတ်နိုင်တယ်လဲလဲဆိုပါတယ်အော်ရှိတော့ရှိသေးတာပဲဟုတ်ကဲ့သူကမြောက်အရှေ့မြောက်ဘက်ကိုတနာရီ15ကီလိုမီတာနုံးနဲ့ရွေ့လျာနေပါတယ်သူ့ရဲ့လေတိုက်ခတ်မှုအခြေကတော့ဘ ਹੁ ခန့်နေကီလိုမီတာ940အထိကျဲပြန်တယ်ဆိုတော့ တော်တော်ကြီးတဲ့မုံတိုက်လို့ပြောမှာပေါ့ဒါပေမဲ့အရေးကြီးတာကသူ့ရဲ့လမ်းကြောင်းမှာဟုတ်ပြီဟုတ်ပြီဖိလစ်ပိုင်မှာတော့လေတိုက်ခတ်မှုတတိပီးချက် TCWS အမှတ်1ထူထားတာတွေ့ရတယ်တကအဲ့ဒီဒေတာအတွက်ပါကိုဆိုးလို့လာပါလေဟုတ်ပါတယ် TCWS အမှတ်1ကိုလူဇွန်ဒေတာတချို့ပေါ့ဥပမာဗရနန်စတိုကကယ်ရန်အနောက်ပိုင်းဒေတာတွေမှာထုတ်ပြန်ထားတာပါအင်းဒါကအဲ့ဒီနေရာတွေမှာ တနာနီကို39ကီလိုမီတာကနေ68ကီလိုမီတာကြာလေပင်းနဲ့တိုက်ခတ်နိုင်တယ်ပစ္စည်းဆုံးရှုံးမှုအနည်းငယ်လောက်ဖြစ်နိုင်တယ်ဆိုရဲလိမ့်မယ်ပါဒါအပြင်လူဇွန်မြောက်ပိုင်းနဲ့အနော်ပိုင်းကန်ယိုတန်းတွေအတွက် gale warning လို့ခေါ်တဲ့လေပင်းသတိပေးချက်လည်းထူထားသေးတယ်ဟုတ်ကဲ့ Batanas အနောင်ချမ်းလွန်နေရာတွေမှာဆိုပင်လေပင်အလွန်ကြီးနေလိုင်းအမြင့်6မီတာပင်20လောက်အထိတောင်ရှိနိုင်တယ်လို့ဆိုပါတယ်အလွန်အလန်းဝေးပါပဲ ဟုတ်ကဲ့အဓိကကအဲ့ဒါပါပဲဒီဥပန်မုန်တိုင်းရဲ့ရှစ်ဆက်မဲ့ခရီးနဲ့အလားလာကိုရောဘလို့ခံမှန်းထားပါတလေမြောင်းပြည့်ဘက်လဲ့လာနိုင်ကြီးရှိသေးလားခံမှန်းချက်ဒီအရာတော့သူကအရှိမြောက်ဘက်ကိုပဲဆက်ကွက်ပြီးရွေးလျားမယ်လို့ဆိုပါတယ်မနေ့ဖြန်နိုဝင်ဘာ7ရက်နေ့လယ်ပိုင်းလောက်မှာဖိလစ်ပိုင်ရဲ့တာဝန်ယူအေလီယာ PAR ထဲကိုအချိန်ခဏလေးပြောင်းနေလာနိုင်တယ်။အိုးခဏလေးပဲ။ဟုတ်ကဲ့ဘင်း ထိုင်ဝမ်ရဲ့အနောက်တောင်ဘက်ကမ်းခြေနားကနေဖြတ်ကျော်သွားနိုင်ပါတယ်။ကြားတဲ့ပြည်နေမှာဂျပန်ရဲ့ Ryukyu ကျိုးစုနားကိုရောက်ရှိပြီးတောချာနီ November 14ရက်မှာတော့အကျွင်းအကျန်လေးဖီအာနီယာဝင်အဖီအာလုံရော့သွားမယ်လို့ခန့်မှန်းထားပါတယ်။อืมသူပဝင်းကျင်ကပေးလေရေအပူချိန်နဲ့လေထုအချီနီတွေကသူ့ကိုအားပြန်မကောင်းစေတော့ကြောင်းဆက်လက်အားပြော့သွားဖို့ပဲရှိပါတယ်။ဟုတ်ကဲ့။အဲဒါကြောင့်မြန်မာနိုင်ငံဘက်ကလေလာဖို့အားလားလုံးဝမရှိပါဘူးခင်ဗျာ။ ချင်းပါပြီဆိုတော့အင်္ဂလိပ်ချင်းနိုင်ငံဖိလစ်ပိုင်နဲ့ထိုင်ဝမ်ဒေသအတွက်တော့သတိပြုဆရာဖြစ်ပေမဲ့မြန်မာနိုင်ငံအတွက်တော့ဒီမုန်တန်းကတိုက်ရိုက်ဆိုးရင်ဆရာမရှိဘူးပေါ့နော်ဟုတ်ကဲ့မှန်ပါတယ်ကောင်းပါပြီအဲ့တော့ဆိုရင်မြန်မာနိုင်ငံအတွက်ရေရှည်ခမန်းချက်နဲ့တခြားသတိပေးချက်တွေကိုပြန်ကြည့်ကြရအောင်ဒါက November 12ရက်ည10:00နာရီ10မိနစ်ကရရှိတဲ့ချက်လက်တွေပါဘင်္ဂလားပင်လယ်အော်မှာနောက်ထပ်လေးဖျားနေရဝန်ဖြစ်နိုင်ခြေရှိသေးလားရှင်အမ်ယေရှိခမန်းချက်အရာတော့ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတီရီလင်္ကာနိုင်ငံအရှေ့ဘက်ပင်လယ်ပြင်မှာပေါ့လေနိုဝင်ဘာ23ရက်နေ့ဝင်းကျင်လောက်မှာလေးဖြာနေရဲ့ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်တယ်လို့တွေ့ရပါတယ်။အော်23ရက်ဝင်းကျင်ဟုတ်ကဲ့ဒါပေမဲ့သူရဲ့ခမန်းလန်းကျောင်းကအနောက်ဘက်အိန္ဒိယနိုင်ငံတမင်နာဒူပြည်နယ်နဲ့တီရီလင်္ကာနိုင်ငံရဲ့ဘက်ကိုဥတီရွေးလျားထားနိုင်ခြင်းများပါတယ်။ဟွန်းအနောက်ဘက်ကိုပဲဟုတ်ကဲ့ဒါကြောင့်မြန်မာနိုင်ငံအပေါ်မှာတော့တက်ရောက်မှုတစုံတရာရှိနိုင်မှာမဟုတ်ဘူးလို့ ခံမှန်းထားရပါတယ်။ဟုတ်ကဲ့ဒါဆိုရင်လာမယ့်ရက်တွေမှာမြန်မာနိုင်ငံရဲ့မိုးရွာသွန်းမှုအခြေအနေကတိတိတသာပြောင်းလဲသွားရမယ်တဘောလား။တောင်ပိုင်းမှာရွာနေတဲ့မိုးတွေကဘယ်လောက်ရက်သွန်းလဲရှင်။တော်တော်လေးတည်တည်တာတာပြောင်းလဲသွားမှာပါခင်ဗျာနေ့စဉ်မူရချင်းကြုံတင်ခံမှန်းချက်တွေအရဆိုရင်လာမယ့်နိုမန်16ရက်နေ့နောက်ပိုင်းမှာဆိုရင်တနင်္လာရီတိုင်းတောင်ပိုင်းအစွန်ဆုံးဒေတာတချို့မှာ24နိုင် အတွင်မူရချင်း1.24လက်မောက်อืม1.24လက်မောက် ဟုတ်ကဲ့လက်မှတ်ရဲ့လေးပုံတပုံလောက်ပေါ့နော်အဲ့လောက်ရွာနိုင်တာကလို့ရင်ကျန်တဲ့တပီလုံးမှမွေးရွာနိုင်တဲ့အခြေအနေလုံးဝနှီးပါမရှိတော့ဘူးလို့ဆိုပါတယ်အာတော်တော်နဲသွားပြီဟုတ်ကဲ့ဒါကမုံတုံမှုရာသီတကယ်ကုံဆုံးပြီးစောင်းအငွေတဲနဲ့ခြောက်သွေးတဲ့ရာသီဥတုကိုကူးပြောင်းလာပြီဆိုတော့အလွန်ရှင်းလင်းတဲ့လက္ခဏာပါပဲဟုတ်ကဲ့မိုးနေသွားပြီးမှနောက်ထပ်အရေးကြီးတဲ့သတိပေးချက်တစ်ခုထွက်လာတယ်အဲ့ဒါကမြူသတိပေးချက် fort warning နော် ဒါကဘယ်ဒေတာဒီမှာဘယ်အချိန်လောက်အထူးတတိထားရမှာလဲရှင်မှန်ပါတယ်ဒါကအခုလိုရာသီအခုပြောင်းမှာအရေးကြီးတဲ့တတိပေးချက်ပါပဲနိုဝင်ဘာ7ရက်နေ့နဲ့နဲ့ပိုင်းအထူးသဖြင့်မနက်9နာရီလောက်အထိမြူးထူးထပ်စွာစိုက်နိုင်တဲ့ဒီဖာတွေရှိနေပါတယ်မနက်9နာရီအထိဟုတ်ကဲ့အဲ့ဒီဒေတာတွေကတော့အေရော်ဒီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းတောင်ပိုင်းအရှိနဲ့အနောက်ချမ်းရှမ်းပြည်နယ်ကယားပြည်နယ်ဂရင်းပြည်နယ်မွန်ပြည်နယ်စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့ဖြစ်ပါတယ်။อืมတော်တော်များများပဲเนาะဟုတ်ကဲ့အထူးသဖြင့်ရန်ကုန်တိုင်းနဲ့အေရာဝတီတိုင်းတို့မှာမြူဆိုင်တဲ့ area ကပိုပြီးကျေပြနိုင်တယ်လို့သတိပေးထားတော့တွေ့ရပါတယ်။ဟုတ်ကဲ့ဒီမြူဆိုင်မှုကတာမန်မြူခိုးမြူငွေလေးမဟုတ်ပဲねခီးရီးသွားလာရေးကိုအနောက်ရက်ထစ်စင်နိုင်တဲ့အထီးထူးထပ်နိုင်တယ်လို့ဆိုလိုလာလားရှင်။အတိအကျပါပဲခင်ဗျာ။သတိပေးချက်မှာကိုကကုန်းလန်ရေလန်လေချောင်းခီးသွားလာသူတွေအားလုံးနိုဝင်ဘာ7ရက်ည7:00နာရီလောက်ကနေ နိုဝင်ဘာ13ရက်နနေဆော့ဆော့ချင်းဒီအတွင်မှာအထူးတတိပြုဖို့လိုအပ်တယ်လို့အကြံပြုထားပါတယ်။အင်းညစေကနေမနဆော့ဆော့ဟုတ်ကဲ့။မြူရန်ထူထက်သွားရင် ရှေ့ကိုကောင်းကောင်းမမြင်ရလို့ပဲမြင်နိုင်စွမ်းအလိုနေသွားပြီးမတော်တဆမှုတွေထင်နိုင်ခြင်းများလာတာကြောင့်ပါ။ဒါကြောင့်မနဆော့ဆော့ခီးသွားမဲ့သူတွေအတွက်ဒီတတိပြုချက်ကအရေးကြီးပါတယ်။ဟုတ်ကဲ့။တတိပြုရမှာပါနော်။ ဒါဆိုရင်လာမယ့်ခုနှစ်ရဲ့အတွင်းမိုးအခြေအနေကိုခြုံငုံပြီးပြောရရင်တနိုင်နှလုံးနီးပါးခြောက်သွေ့သွားမယ်လို့မှတ်ယူလို့ရမှာလားရှင်။အကျန်းဖျားဖြစ်ဟုတ်ပါတယ်ခင်ဗျာ။လာမယ့်ခုနှစ်ရဲ့အတွင်းမှာတနိုင်ငံလုံးအတိုင်းအတာနဲ့ကြီးရင်မိုးလုံးဝမရွာနဲ့တဲ့ရည်တောင်ရှိလာနိုင်ပါတယ်။အော်မိုးလုံးဝမရှိလေရတဲ့။ဟုတ်ကဲ့။တကယ်လို့ရွာခဲ့ရင်တောင်နက်နက်ဆော့ဆော့မှမြူးနင်းနေကြောင်ဖြစ်ပေါ်တတ်တဲ့မိုးဆက်မှုန်ကလေးတွေလောက်ပဲရှိနိုင်ပြီးတိုင်းတာလို့ရတဲ့မိုးရဲ့အကျဉ်းက1.1လမှာ တလက်မရဲ့ဆဲပုံတပုံအောက်မှာပဲရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ Hmm. အင်ကနီရဘော။ဟုတ်ကဲ့။ဆူရိုဒါကတော့မိုးရွာသွန်းမှုကအလွန်နှဲသွားပြီးချောက်တွဲတဲ့ကာလကိုရောက်ရှိလာပြီလို့ဆိုနိုင်ပါတယ်။ ကောင်းပါပြီဒီနေ့ဆွေးနွေးခဲ့တဲ့အချက်အလက်တွေကိုအနည်းချို့ပြန်ကြည့်ကြရအောင်ကျမတို့ဒီနေ့မြန်မာနိုင်ငံရဲ့လက်ငင်းမိုးရွာသွန်းမှုခမှန်းချက်တွေအထူးသဖြင့်တောင်ပိုင်းဒေသတွေမှာမိုးရွာနိုင်ခြင်းရှိနေသေးတာနဲ့တနန္တာရီအတွက်မိုးရင်တောင်တတိပိတ်ချက်ကိုကြည့်ခဲ့တယ်ဟုတ်ကဲ့ပြီးတော့အိမ်နီးချင်းဖိလစ်ပိုင်အနီးကအာရော့နေတဲ့အပူပိုင်းမုန်တိုင်းဦးဝမ်ကမြန်မာနိုင်ငံကိုတိုက်ရိုက်သိရမှုမရှိနိုင်ဘူးဆိုတာကိုအတည်ပြုခဲ့ကြတယ်မှန်ပါတယ်နောက်ဆုံးအနေနဲ့အရေးကြီးဆုံးကတော့ လာမယ့်ရက်တွေမှာတပီလုံးမိုးရွာသွားမှုတိတိတသာရော့နေသွားမယ်ခံမှန်းချက်နဲ့အတူမြမဖီအလဲပိုင်းနဲ့မြောက်ပိုင်းသာမကတောင်ပိုင်းကြီးက တချို့မှာပါမြို့ထူထပ်ဆွာဆိုင်းနိုင်တဲ့တတိပဲချက်ထွက်ပေါ်လာလာကိုစမ်းစစ်ခဲ့ကြပါတယ်ရှင်ဟုတ်ပါတယ်ဒီအချက်တရားလုံးကိုချိတ်ဆက်ကြည့်ရင်လေစိတ်ဝင်စားစရာကောင်းဆောင်ကရာသီအကူအပြောင်းလဲကာလရဲ့သဘောတဘောပါပါပဲอืมဟုတ်ကဲ့တစ်ဖက်မှာတောင်ပိုင်းမှာမုတ်တုံမောအကျွမ်းအကျန်ရှိနေသေးတယ် တဖက်မှာအပူပိုင်းမှုတိုင်းလှောင်ရှားမှုကအိမ်နီးချင်းမှာရှိနေပေမဲ့မြမဘီကိုတိုက်ရိုက်မထီခိုက်ဘူးတပြိုင်နက်ထဲမှာပဲ၆တွေ့တဲ့လီဒူးနဲ့မြို့ထူးတွေရဲ့လွမ်းမိုးမှုကစတင်လာနေပြီဒါတွေအလုံးကဒေတာတွင်ယာတိရူပလောက်အပြောင်းလဲမြန်ပြီးချုပ်ထွေးဝေလေတယ်မတူညီတဲ့ဖြစ်စဉ်တွေတစ်ချိန်တည်းမှာဘလို့ဖြစ်ပေါ်နေနိုင်လဲဆိုတာကိုမိမောင်းထိုးပြနေရပါပဲဆိုလိုတာကယာတိဥဒုကတဏှာတဲမော်တောင်းတရက်နှစ်တရက်မတူညီတဲ့အခြေအနေတွေဖြစ်ပေါ်နေတာပေါ့နော် တောင်ပိုင်းမှာမိုးတရီထားရမယ်အချိန်မှာတခြားဒေသတွေကမြူဝတ်တွက်ပြင်ဆင်ရမယ်။ဟုတ်ပါတယ်။မကြာခင်မှာတနင်္ဂနွေလုံးမိုးနေပိုင်းအချိန်တွေကိုရောက်တော့မယ်။ဒီအချက်လက်တွေကလာမယ့်ရက်သက်တပတ်တည်းအတွက်ကြိုတင်ပြင်ဆင်မှုတွေကိုဘယ်လိုအထောက်အကူပြုနိုင်မလဲဆိုတာကိုလည်းစဉ်းစားစရာဖြစ်စေပါတယ်ရှင့်။တရေတော့တာကအရေးကြီးတဲ့မေခွန်းထုတ်စရာတခုထည့်လာပါဗျ။လက်ရှိရာသီဥတုအပြောင်းလဲတွေရဲ့မြန်ဆန်းမှုနဲ့ တခါတလေကျိုးတဲ့ခမာယခတ်တဲ့တသားဝါကိုထဲသွင်းစဉ်းစားရင်ပေါ့လေကျွန်တော်ရဲ့နေစဉ်ဘဝနဲ့လုပ်ငန်းဆောင်တာတွေမှာဒီလိုရာသီဥတုသတင်းအချက်လက်တွေကိုဘလောက်အထိထိထိရောက်ရောက်အသုံးချပြီးလိုက်လုံးညီထွေပြင်းစင်းနေထိုင်နိုင်မလဲဆိုလာကအမြဲတမ်းစဉ်းစားနေရမယ့်အချက်ပါပဲခင်ဗျာอืมဟုတ်ကဲ့ဥပမာဆိုပါတော့မိုးဆက်ရွာနိုင်တဲ့ဒေသကရေပဲမြေပြိုးမှုမိုးကြိုးပဲတတိထားရမယ်မကြခင်မိုးနေတော့မြေဒေသကစိုက်ပျိုးရေးသမားတွေက ရေလိုအပ်ချက်ကိုစတင်စဉ်းစားရအောင်မေဟုတ်ကဲ့ဟုတ်ကဲ့မြို့ထူမဲ့သတိပိတ်ချက်ကတော့ခီးသွားမဲ့သူတိုင်းအတွက်အရေးကြီးတဲ့ကြိုတင်ပြင်ဆင်မှုအချက်လက်ဖြစ်နေတာပေါ့ဟုတ်ကဲ့ရှင်ဒါကြောင့်ဒီလိုရာဒီယိုတို့ဆိုင်ရာအချက်အလက်တွေကိုအမြင့်မြတ်ပြတ်သတိဖြူနေဖို့အချင်းနဲ့အပြောင်းအလဲတွေကိုမျက်ခြေမပြတ်ဖို့အရေးကြီးပါတယ်နော်ကဲဒီနေ့အတွက်ကျမတို့ရဲ့ဆွေးနွေးမှုအတော့ဒီလောက်ပါပဲဟုတ်ကဲ့ခင်ဗျာဒီအချက်လက်တွေကနေအထုံးဝင်မဲ့အသိပညာတချို့ရရှိသွားမလို့မျိုးလင်းပါတယ်နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့အတူပြလည်ဆုံးတွေ့ရပါမယ်ရှင် မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့နည်း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 ဆွေးနွေးကြည့်ခြင်းတဲ့အကြောင်းအရာကတော့ဟိုမကြာခင်ကဖိလစ်ပိုင်မှာတိုက်သွားတဲ့တိုင်ဖုန်မုန်တိုင်ဥဝံပေါ့အဲ့ဒီ UY ရဲ့တက်ရောက်မှုတွေနောက်ဆက်တွဲအခြေအနေတွေပေါ့လေဟုတ်ကဲ့တော်တော်လေးပြင်းထန်ခဲ့တဲ့မုန်တိုင်းမှာပဲဟုတ်တယ်ဒီအကြောင်းကိုပေါ်ပြီးဖြစ်ဖြစ်ဆုံးဆုံးတီအောင်အာ GMA တရင်ဌာနရဲ့ရုပ်တံမတန်းလေနောက်ပြီးတော့ဖိလစ်ပိုင်မိုလီဝဒဌာနပေါ့ PAGSA လို့လူတီများတဲ့အဖွဲ့အစည်းရဲ့ထုတ်ပြန်ချက်တွေကိုအဓိကကြည့်ပြီးသုံးသပ်သွားကြမှာပါဟုတ်ကဲ့ဆိုတော့ ဒီဆွေးနွေးမှုကနေပြီးတော့မုံတိုင်းရဲ့အကျူးတရားမှုတွေကဘလောက်ကျေပြန်လဲအာလူဒီရဲ့ဘဝကိုဘလို့ထိခိုက်ခဲ့တယ်လဲပျက်စီးဆုံးရှုံးမှုအတိုင်းအတာနောက်ဂျုံနေရတဲ့စင်ခေါ်မှုတွေအဲ့ဒါတွေကိုနည်း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 ဆန်းဆက်ကြည့်ရင်းနဲ့ပေါ့လေဒီနေ့ဘာသင်္ကန်းစားတွေရနိုင်မလဲဆိုတော့ကိုအတူတူလေ့လာကြည့်ကြရတာပေါ့ဟုတ်ကဲ့တယ်ဒီဥဝမုံတိုင်းကအင်အားကတကယ်တော့မသေးဘူးသူ့ရဲ့တက်ရောက်မှုကနေရာတော်တော်များများကိုတကယ်ထိခိုက်စေခဲ့တာပါဟုတ်တယ်ဗျာတတိယနေ့တည်းမှာမိနာတဲ့ပုံတွေကတကယ်ကြောက်စရာကြီး လေကလည်းတအားတိုက် မိုးကလည်းတဲတဲမဲမဲပဲဒါပေမဲ့အထိတ်လန့်ဆုံးကတော့ဟိုဟာ storm surge လို့ခေါ်လဲပင်လယ်ရေလွှမ်းရည်တာပဲอืมဟုတ်တယ်ကတန်ဒိုနက်စ်မှာဆိုအင်္ဂလီကိုရေလွှမ်းလုံးကြီးတွေကဝါမျိုးတော့မလို့ပဲအီဇာဘဲလာမှာဆိုလဲကမ်းရှည်နာကလူတွေစီရေလွှမ်းကြီးတွေရောင်လာလို့အကုန်ကြောင်လန့်ပဲအော်ဟစ်ထွက်ပြေးရတာဟုတ်ပါတယ်တခြားနေရာတွေမှာလဲအလားတူကြောက်စရာအခြေအနေတွေရှိရတယ် ဥပမာကမရင်းစွန်းမှာဆိုကြိုတတားကြီးတစ်ခုလေထဲမှာလွှဲနေတာကြည်ရတာတော့ကြတိထားတယ်ဟေးပန်ကစီနာနဲ့လာယူနေမှာဆိုရင်လဲလေးစင်နှမောင်းလာမှတ်တအောင်လေတွေကတအားကြမ်းတာอืมအော်ရိုရာပြည်နယ်မှာဆိုရင်မိုးတွေတီးနေတော့လိုင်းကပုတ်လိုက်တာအဘိုးဘွားနဲ့ရောရေထဲမျောတော့မလို့ဖြစ်သွားတယ်ကောင်းကောင်းလို့အချင်းမီဆွဲခဲ့လိုက်နိုင်တာတော်ထေးတာဗောဟုတ်တယ် result မှာကြတော့ရက်စစ် transformer ပေါက်ကွဲပြီးမီးတွေပြက် Aurora မှာပဲចောင်းတចောင်းဆိုខောင်းမိုးတစ်ခုလုံးလွင့်ပါသွားတယ် အမလီအဲငွေဘာအီစီယာပီနေကပနာတော်မြို့မှာဆိုပိုဆူးတယ်ဘေးလူတွေကရွှေပြောင်းဝဲစခန်းတွေမှာလူတွေကပြည့်ကျက်နေတာဆိုတော့လေမိသားစုသုံးစုကဘယ်မှသွားစရာမရှိတော့တင်ချိုင်းကူတစ်ခုထဲမှာဝင်ခိုးနေရတယ်တဲ့ဟာတင်ချိုင်းကူထဲမှာခိုးရတယ်ဆိုတော့ဒါတော်တော်ဆိုးရွားတဲ့အခြေအနေပဲအဲ့ဒီစခန်းကြီးရဲ့အခြေအနေကိုပြနေတာပဲ storm search ကိုပြန်သွားရင်အဲ့ဒါကဘလောင်းမြင့်ခဲ့တာလဲ PGS အကြီးချစ်ချက်အရာဆိုရင်လေ Aurora ပြည်နယ်မှာ storm search က 9မီတာကနေ9မီတာအထိရှိနိုင်တယ်။9မီတာဟုတ်တယ်။9မီတာဆိုတာအကျံဖြင်းနှစ်ထပ်တိုက်လောက်အမြင့်နီးပါးပဲ။ဆိုတော့ဒါကဟို2013လုံးကဖိလစ်ပိုင်ကိုအကြီးကြီးဒုက္ခပေးခဲ့တဲ့စူပါတိုင်ဖွန်းယိုလန်ဒါလေးအဲ့ဒီတုန်းကထပ်တောင်ပုံမြင့်နိုင်တဲ့အခြေအနေ။ဟုတ်လားယိုလန်ဒါတုန်းက6မီတာလောက်ဆိုတော့ဟုတ်တယ်6မီတာဝန်းကျင်ပဲရှိရတာ။ဒီတစ်ခေါက်ကပိုဆိုးနိုင်တယ်လို့သူတို့သုံးသပ်ထားတယ်။ဒါကြောင့်တချို့ကယိုလန်ဒါလိုပဲတချို့ကယိုလန်ဒါထပ်ဆိုးနိုင်တယ်လို့ပြောနေကြတာ။อืม ပြီးတော့စဉ်းစားကြည့်လေဒါကရေမြင့်နဲ့ပြင်းမြင့်တက်လာတဲ့အမြင့်ပဲရှိသေးတာအဲ့ဒီအပေါ်ကလှိုင်းလုံးကြီးတဲ့အမြင့်ကိုပါထဲ့တွေ့ရင် တကယ်ကမ်းပေါ်ရိုက်ခတ်တဲ့အမြင့်ကဒီထက်တောင်ပိုနိုင်သေးတယ်ကြားရတာတော့ကြက်တိထဆရာပဲဒီလောက်တင်းရင်တော့ဖြစ်စီမှုတွေကအဲအထူးသဖြင့်အခြေခံအဆောင်အုံတွေဘလောက်တောင်ဖြစ်စီသွားမလဲဖြန်းထူထောင်ရေးကတော်တော်ခက်မှာပဲအဲ့ဒါကတကယ်ပဲကြီးမားတဲ့စိန်ခေါ်မှုကြီးပါအော်ရိုရာပီနဲ့ ဒီပခုအောင်မှာဆိုရင်လမ်းတွေကအကြီးကျယ်ဖြစ်စည်းကုန်တယ်။အရေးပေါ်တော့ပြင်းကြတယ်ကားတွေဆိုင်ခဲ့တဲ့ခက်ခက်ခက်ခဲသွားလို့ရတယ်ဆိုပေမဲ့ဟိုလဲနေတာသစ်ပြီးနေဓာတ်တိုင်နေကြောင်လမ်းပိတ်တာတွေကနေရာတိုင်းမှာပဲ။อืมဒါဆိုကဲဆေးရီအကူကြီးပေးတာတွေနောက်နေကုန်တာပေါ့။ပိုဆိုးတယ်။ချီကိုမင်းရီလျန်တော်လူတွေရောသူတို့မွေးထားတဲ့တိရစ္ဆာန်တွေရောအိမ်ခေါင်မို့ပေါ်တက်ပြီးရတာ။ဟာအိမ်ထဲမှာဆိုရွှင့်နေကြီးပဲ။ဖြစ်စည်းတွေဆိုတုံးမရတော့ဘူး။ပိုဆိုးတာကရေစင်းနဲ့ပါလာတဲ့တစ်တုံအကြီးကြီးတွေက အိမ်တွေကိုဝင်တိုက်တာအိမ်တွေပြုတ်ကုန်ရောဩဒေသခံတွေပြိုရကြရတာစိတ်မကောင်းဘူးဘန်ကပြန်ဆိုင်မန်းအောင်မသိတော့ဘူးတဲ့သူကဂရောင်းမြို့မှာလည်းရေကြီးတာဆိုးတယ်ဘန်ကစီနန်ဘတ်ကတော့ဗျာအဲ့ဒီဘက်လက်လေးပြည့်နေဆိုဘလူးချင်းနေလဲဟုတ်ဘန်ကစီနန်တကူဘန်စီးတီးမှာဆိုရင်အဲ့ဒီ storm search ကြောင့်ပဲကန့်ချေကအိမ်တွေစားတော့ဆိုင်တွေဟိုအပန်းဖြေစခန်းကတဲလေးတွေလीအ ကော်ရီဂျက်စ်တွေလွေတွေတော်တော်များများပျက်စီးသွားတယ်။ဟင်းဒါဆိုရင်ကန့်ချေဒေတာစီးဝါးရေးကိုတိုက်ရိုက်ချတာပေါ့။ဟုတ်တာပေါ့။ခီးသွားလုပ်ငန်းထိခိုက်တာပေါ့။လေပြင်းကြောင့်ဟိုလုပ်ငန်းကြီးတစ်ခုရဲ့ဆိုင်းဘုတ်အကြီးကြီးပြိုကျတာတော့ဖြစ်သေးတယ်။အနီးနားကကလစကာလိုမျိုးတွေမှာလည်းအိမ်မိုလန်တာတပ်ပင်လဲတာတွေအများကြီးပဲ။ဒီလိုဆိုရင်တော့တူချင်းပိုင်ဆိုင်မှုဆုံးရှုံးတာတွေကတော်တော်များမှာပဲနော်။တကယ်ပဲစိတ်ထိခိုက်စရာပါ။ ။ Aurora က Carino မိသားစုចောင်းလေးကြားရတယ်။သူတို့က Pacific သမုဒ္ဒရာကမ်းခြေမှာအင်္ဂလိပ်စောက်ထားတာအခုမုံတိုင်းကတဲလာတဲ့ကြောက်တုံးကြီးတဲ့ဖုံးသွားပြီးလုံးဝဖြစ်သွားပြီ။ဟာ။ကလေး၃ယောက်အတွက်အဝေးစားသုံတောင်းမကြံမှုတဲ့ Christmas ကလည်းနီးနီးပြီ။ဒီလိုအချိန်အင်ချိန်မဲ့ဖြစ်သွားတဲ့အပြင်သူတို့စိုက်ထားတဲ့စိုက်ချင်းလေးပါပြတ်တော့ဘဝကိုဘယ်လိုပြန်ဆအပ်မလဲဆိုပြီးတော်တော်စိတ်တက်ကြနေကြတယ်။အယံဝမ်းနေစရာပဲ။ဟုတ်တယ်။ နောက်ပြီး Aurora မှာ Dina Pike နဲ့ Dina Ja One မှာဆို Kanchi Resort နဲဆုံး၄ခုလောက်ပြည့်စည်သွားတယ်။ Resort ပိုင်ရှင်များအသိဥက္ကဋ္ဌ Larry Ramirez ဆိုရင်ပေးမစေလောက်ပြီးနဲ့ line ရိုက်လို့ကြောက်လေကားနဲ့စောင့်မိပြီးဒဏ်ကြောင်အောင်ရသွားသေးတယ်။သူ့ resort မှာပဲသူ့ဝန်ထမ်းတွေအများကြီးဝင်ခိုးကြတာတဲ့။ Oh the Crino Mizazu လိုပဲဒုက္ခရောက်ကြတဲ့မိသားစုတွေအများကြီးရှိနေမှာပဲ။ Kasiguran ဘက်ကတော့အဲ့မှာထူးခြားတာရှိသေးလား။ ကစီကူရာမှာလည်းအတူတူပါပဲကမ်းရိုးတိုင်းအင်နီရောအတွင်းပိုင်းအင်နီရော လေးတန်းခံရတာပဲအဲ့ဒီမှာဟိုနည်းနည်းထူးခြားတာကရဲစခန်းအဆောက်အုံနဲ့ရဲတန်းလျားတည်းရဲ့ခေါမိုးရီပစ္စည်းကုန်လို့ရဲဝန်တန်းတွေကနေရာမရှိတော့အချုပ်ခန်းအလွတ်တီထဲမှာဝင်အိတ်ကြရတယ်ဆိုတာပဲဟဲ့အချုပ်ခန်းထဲမှာလားဟုတ်တယ်ဒါကအချင်းနေဘလော့ထီဆိုးလဲဆိုတာပြတာပဲအခြေခံအဆောက်အပိုင်းမှာဆိုရင် Nueva Vizcaya, Pangasinan Land မှာမြေပြိုလို့ကားကြီးတွေသွားမရဘူးဆိုင်ကယ်ပဲသွားလို့ရတော့တယ် ဘာလေခက်လမဲ့အိုဘားနိုမှာဆိုရင်မီယေကာတာတမန်နှင်းကြပျက်စီးသွားတယ်ပြင်ဖို့ဆိုဘူးဆိုနင်းစစ်မာသန်းလောက်ကုန်မယ်တဲ့ဟိုမြားလာကြည်လားဒါပေမဲ့ဒါဒီအလုံးထက်လူတွေကိုချက်ချင်းဒုက္ခရောက်စေတာကရက်စမီပြက်တာပဲဟုတ်တယ်မီပြက်တာကသတို့ဒုက္ခများရဲ့ဘလော့အတိုင်းဒါအထိပြက်တာလဲ စွမ်းရည်ဝန်ကြီးဌာနရဲ့နောက်ဆုံးသတင်းရဆိုရင်လေမြဖားစု၃တန်းကျော်အခုထိမီးမရသေးဘူး၃တန်းကျော်ဟုတ်တယ်လိုင်းနေပြန်ပြင်ဖို့ကအနည်းဆုံး၃လလောက်ကြာနိုင်လေလို့ခန့်မှန်းထားတယ်ဒါဆိုရင်တော့ပြန်လဲထူထောင်ရေးတဲ့စီးပွားရေးတဲ့နှီးစင်ပေါ်ဝါးဒီအကုန်ထိခိုက်ကုန်ပြီပေါ့ပစ္စည်းဆုံးရှုံးမှုတွေပြန်လူသက်ဆုံးရှုံးမှုတွေလည်းရှိတယ်ဆိုတော့တကယ်ပဲစိတ်မကောင်းဘူးများကဲဆေးရည်တွေတော့ဘယ်လိုလုပ်နေကြလဲဟုတ်ကဲ့အဲအရန်ဝန်းနေစရာတရင်နှစ်ခုကနိုဝေဘာဖစ်ကာယာပြည်နယ်ခါယာဘတ်မှာလေအသက်၁၀နှစ်ပဲရှိသေးတဲ့အမျိုးညီနောင်နဲ့ရောမြေပြိုပြီးပြီးဆုံးသွားတယ် ဟာတနေ့အရွယ်လေးတယ်ဟုတ်တယ်သူတို့မိဘတွေနဲ့တခြားမောင်မတယောက်လည်းလမ်းရရသွားတယ်ဒါတကယ်ကိုချီးကွဲစရာပဲအီဇာဘဲလာမဆိုရင်လည်းရေကြီးလို့ပိတ်မိနေတဲ့သူတွေကိုကယ်ဖို့အသေးတန်လုပ်နေရတယ်လူတွေရေထဲပေါ်လောပေါ်နေအောင်ဟိုဗော်လွန်တီးယားတွေကပစ္စည်းတွေနဲ့ကူညီပြီးလုပ်ပေးနေရတာအင်းအော်ရာကဒီနာဒီယာဝမ်းမဆိုရင် ရေရှားတော့ဒေသခံတွေကတောင်ကြရေကိုအဝိလျော်ဖို့စောင့်ပြီးတောင်းနေရတဲ့အထီးပဲ။ ဒုက္ခတည်းဒီအခြေအနေကတော်တော်လေးခက်ခဲနေမှာပဲသူတို့ဘာတွေအတိတ်ကလွန်နေတယ်သူတို့ရဲ့စိတ်ထဲမှာတော့ဘယ်လိုခံစားနေရမလဲမှန်ပါတယ်အော်ရော်ရာကဒုက္ခတည်းဒီအထူးသဖြင့်အိမ်မှာပြတ်သွားတဲ့သူတွေအလုံးကိုင်မှာဆုံရှုံသွားတဲ့သူတွေပေါ့သူတို့ကအကူအညီတွေကိုတကယ်လွန်နေတာသူတို့ပြောတာကြားရတယ်နှလုံးသားရှိတဲ့သူတွေစီကအကူအညီကိုမျှော်လင့်ပါတယ်တဲ့နောက်ပြီး ခရစ်မတ်ကလည်းနီးပြီလေနေအချိန်မှာအိမ်မရှိအလုပ်မရှိနဲ့ဘလို့ဖြတ်ကျော်မလဲဆိုတာသူတို့တဲ့အကြီးဆုံးပူပန်မှုပဲဒါပေမဲ့လေဒီလိုအဆိုးဆိုးအချိန်ဒီဒီမှာတော့ဟိုလူတွေရဲ့ကြံ့ခိုင်မှုကုနီတတ်တဲ့စိတ်ဓာတ်ကိုပြတဲ့အဖြစ်လေးတွေလည်းရှိတတ်ပါတယ်ဟုတ်ဥပမာလွန်ခဲ့တဲ့ typhoon dino ရောဆီဘူးပြည်နယ်လီလိုဝမ်မှာဂျေဘောင်းမကတာတော့ဆိုတဲ့15နှစ်သားလေးတယောက်လေอืมသူကသူ့လေငယ်လေးတစ်ဆင့်ထဲနဲ့ရေဖေးမှာပိတ်မိနေတဲ့လူ90ကျော်ကိုတယောက်ထဲကယ်ခဲ့တာဟဲ့ တကယ်လားအသက်15နှစ်လေးကဟုတ်တယ်သူရဲ့တက်တီနဲ့ကြိုးစားမှုကြောင့်ဒီပါဆိုရကသူ့ကို college ပြီးတဲ့အထိပညာတင်ဆုပေးခဲ့လေဒါကတော့တကယ်ကိုအားကျစရာပဲချီးကျူးဖို့ကောင်းလိုက်တာဒီလိုဖြစ်ဆိုလီကြကဒီလိုအားတက်စရာဇလန်းလေးတွေကတန်ဖိုးရှိလေဗျာအဲ PHGA SA ရဲ့နောက်ဆုံးမှုတိုင်းအခြေအနေကတော့ဘလို့ရှိလေလုံးဝအန်တီယကင်းတော့ပြီလား November 17ရက်ည17နာရီထိုးပြင်ကျဲရတော့မုံတိုင်း U1 ကဖိလစ်ပိုင်ရဲ့တာဝန်ယူမှု area PAR လို့ခေါ်တာဗော့ ဲ့ဒီအဖင်ကိုတော့ရောက်သွားပြီအင်းဒါပေမဲ့လုံးဝစိတ်ချရပြီလို့တော့ပြောလို့မရသေးဘူးဘာလို့လဲဆိုတော့မုန်တိုင်းရဲ့အရှင်အဝါကကျဲ့သေးတော့မြောက်ပိုင်းလူဆောင်ဒေသတော်တော်များများဥပမာဗတန်နစ်ကေကေယန်အနောက်ပိုင်းနဲ့ပပူးယန်ကျွန်းဒီအပေယောအာဘရာခလင်ကာအနောက်မြောက်ပိုင်းအီလိုကော့စ်နော်တီအီလိုကော့စ်ဆူမြောက်ပိုင်းနဲ့လယ်ပိုင်းဒီမှာ အချက်ပေးအဆင့်တစ်စစ်နော်နံပါတ်1ကိုဆက်ပြီးထုတ်ထားတော့မယ် 哦 signal number 1ကရှိနေတော့ပဲပေါ့ဟုတ်တယ် signal number 1ဆိုတာကတော့လေးနဲနဲတိုက်နိုင်သေးတယ်တတိထားရမယ်ဆိုတဲ့သဘောပေါ့ဒါဆိုမုန်တိုင်းကအပြင်ရောက်သွားပြီမဲ့သူ့အရှင်ကရှိနေတော့ဆိုတဲ့သဘောပဲရှေ့ဆက်ဘာဖြစ်နိုင်သေးလဲဟုတ်ပါတယ် PHS ကခမလကတော့လီမုန်တိုင်းက PAR တဲ့ပြန်ဝင်လာနိုင်သေးတယ်ပြီးတော့ထိုင်းဝမ်တောင်ပိုင်းဘက်ကို UTB ကုန်းတွင်းဝင်သွားနိုင်ခြေရှိတယ်တဲ့ဟုတ်လားအဲ့ဒီအချိန်ထီတော့ ညံပိုင်းလူစုံမှာမုံတိုင်းတတိပိချက်တီရှိနေနိုင်သေးတယ်။ဆိုလိုတာကမုံတိုင်းအရှင်ငါရော့သွားပြီမြက်အချက်ပေးအစင်းထုတ်ထားတဲ့နေရာတွေမှာမိုးရွာနိုင်ချေမြေပြိုနိုင်ချေအထူးသဖြင့်မိုးများထားတဲ့တောင်ကုန်းတောင်တန်းတွေမှာလေပြင်းတိုင်နိုင်ချေတွေရှိနေတုံးပဲလို့တတိပိထားတယ်။อืมอืมပြီးတော့ပင်လယ်ဖြင်တတိပိချက်ဂီဝါနင်းပေါ့လှိုင်းကြီးနိုင်တယ်ဆိုတာလေအဲ့ဒါကိုလည်းပတင်းနက်စ်ကကယန်မြောက်ပိုင်းကန်ယိုဒန်ပပူယန်ကျွန်းကြီးအပါဝင်အီလိုကော့စ်နော်တေအီလိုကော့စူး လာယွိနက်စ်ပင်ကစီနန်နဲ့ဇမ်ဘောလက်စ်တို့ကစစ်ထုတ်ထားတော့မယ်ဒါကြောင့်လင်ငယ်ဒီငါးဖန်တင်ဘောတွေပြလဲမထွက်ဖို့ပြောထားတယ်။ကောင်းပါပြီ။ Storm Search တတိပေးချက်ကတော့အဲ့ဒါကတော့လောလောဆယ်ရုတ်တင်းလိုက်ပြီ။ကုန်းတွင်းမှရေတက်တာမျိုးတော့မစိုးရင်ရတော့ဘူးပေါ့။ဒီလိုသဘောအပြေကြောင့်အလုံးဒုက္ခရောက်နေချိန်မှာလေလူတဘာဝရဲ့အကောင်းဆုံးဘက်ကိုကြည်ပွေးလို့တွေးရတယ်လို့အဆိုးဆုံးဘက်ကိုလည်းမြင်ရတယ်ထင်တယ်။အခြေလေးကိုအလွတ်ထုံးစားလို့ပြီးရာဇဝမှုကျူးလွန်တာမျိုးတွေလည်းရှိလေလို့ကြားတယ်။ ဟိုဘလခန့်ဖူနေရာဖြစ်ရှင်တွေကတော်တော်ထူးဆန်းတယ်ဆို ဟုတ်တယ်ရှင်တကယ်ပဲစိတ်မကောင်းစရာပဲဒီလိုဒုက္ခရောက်နေချိန်မှာတောင်အခွင့်ကောင်းယူရတဲ့သူတွေရှိနေတာက one for ကောင်းတယ်ဘူလခန့်ပြည်နဲ့စတာမာရီယာမှာ fast food sign design ကိုလီယောက်ဝင်ဖောက်သွားတယ် CCTV ရာ hoodie အင်ဂျင်နဲ့ mask ထားတဲ့တယောက်က sign နဲ့ဝင်ပြီးငွေတိုက်ပုံးကိုဆွဲထားတာဟမ် sign ကတော့ပြီးဆို3000လောက်ပါသွားတယ်ပြောတယ်မြန်မာငွေ300နဲ့ချီတာပေါ့ ဒါပေမဲ့ရဲကစူးစမ်းဖမ်းတော့နောက်ပိုင်းမှာတန်တရားရှိသူနှစ်ယောက်ကိုခါလူခန့်ကသူတို့ပုံနေတဲ့နေရာမှာမိတယ်။อืมဟိုငွေတိုက်ပုံးအလွတ်ကိုတော့ Analex အမြလမ်းပေါ်မှာပြန်တွေ့တယ်တဲ့။ Family တူတွေကတော့လူအပ်လို့လုပ်ရတာပါဆိုပြီးထပ်ဆိုကြတယ်။ဒါကမှန်နေနေမဟုတ်ဘူးပါဗျာ။နောက်တစ်ခုမေဒီလာအမျိုးက Convenience Store တားပြအတိုင်မူကပိုးတောင်တုံးလို့ဆရာကောင်းတယ်ဆိုအဲ့ဒါကဘလို့ဖြစ်တာလဲ။အဲ့ဒါကတော့တကယ်ကိုမယုံနိုင်စရာပဲ။ဘာလို့လဲဆိုတော့ဓာပြတိုက်တာကတာမန်လူမဟုတ်ဘူး။ တာဝန်ထမ်းဆောင်နေစေရဲရရှိပိုလစ်ကပတန်အစ်စ်နဲ့ဟာအရဲရရှိကလားဟုတ်တယ်ပိုဆိုးတာကသူကကာလူကမြောက်ပိုင်းရေစခန်းရဲ့စုံစင်းစစ်ဆေးရေးဌာနအကြီးရဲတဲ့ဖေဟာဖေဟာသူကပစ္စည်းပဲလိုလိုနဲ့ဆိုင်ထဲဝင်လာပြီးကောင်တာထဲတန်းဝင်သွားတယ်ပြီးတော့ဓားပြားပါလူချင်းညာပြီးငွေချင်းကောင်တော်ဝင်ထမ်းကိုချိန်ချောက်ဟို wash ထားတဲ့အခန်းထဲခေါ်သွားပြီးပီဆို20လောက်လူပြေးသွားတာပြီးသူကိုကာကွယ်ရမယ့်ရဲကကိုယ်တိုင်ဓားပြားတိုက်တယ်ဆိုတော့ ရုံးတော့မရုံးနိုင်ဘူးသူ့ကိုဖမ်းမိလိုက်လားဖမ်းမိဖို့ကြိုးစားပါတယ်ရဲတွေလိုက်ဖမ်းတော့သူကပြန်ပစ်တယ်ဆိုတော့အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးအဲ့ဒီတန်တရားရှိသူရဲရရှိကပေးချင်းပြီးတည်ဆုံးသွားတာအော်သူစီကလူလာတဲ့ပိတ်ဆိုင်လीသူရဲ့ရဲ ID card ပြီးတော့ဓာပြတိုက်တုံးရောရဲနဲ့အပြန်အလှန်ပစ်တုံးရောတုံးတယ်လို့ယူဆရတဲ့သူတာဝန်ကျတင်းနတ်ကိုပါသိမ့်မိတယ်တဲ့ဟွန်းဒီတရင်လို့တင်ဆက်တဲ့ GMA တရင်ထောက်တောင်တော်တော်တုံးလောက်သွားတယ်တာဝန်ရှိရဲရရှိတယောက်ကဒီလိုလောက်တာ တရားဥပဒေစိုးမိုးရေးအတက်ပါစိုးရင်စရာပဲလို့မှတ်ချက်ပေးသွားတယ်။ကဲဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တာတွေကိုပြန်ချုပ်ရရင်တော့ဒီတိုင်ဖွန်းမုန်တိုင်းဥဝိုင်းကဖိလစ်ပိုင် အထူးသဖြင့်လူစုံမြောက်ပိုင်းကိုရုတ်ပိုင်းရောစီးပွားရေးအရာပါအကြီးအကျယ်ထိခိုက်စေခဲ့တယ်။ဟုတ်ပါပဲ။လူပေါင်းများစွာကကြေကွဲစရာတွေဆုံးရှုံးမှုတွေကြုံခဲ့ရတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းဂျေပွိုင်းလို့သူရဲကောင်းဆံမှုတွေအချင်းချင်းကူညီမှုတွေလို့အားတက်စရာတွေရှိခဲ့တယ်လို့ဟိုစစ်မကောင်းစရာကတော့ ဒီလိုကပ်ဘေးကိုအခွင့်ကောင်းယူပြီးရာဇဝတ်မှုကျူးလွန်တာမျိုးလို့လူတဘာဝရဲ့အမောင်းဘက်ကိုပြတဲ့အဖြစ်တွေလည်းပေါ်လာခဲ့တာတွေ့ရတယ်ဗျာဟုတ်ပါတယ်နောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုထပ်ပြောချင်တာကလေဒီလိုတဘာဝပဲကက်ကြီးတွေကြားရောက်တဲ့အခါဒါကကျမတို့လူဖွဲ့စည်းရဲ့အားနည်းချက်တွေကိုဖော်ပြလိုက်တာပဲဥပမာအဆောင်အုံတွေဘလောက်ခဏရေရှိလဲဘေးအနေဂျိုးတွင်ပြင်ဆင်မှုတုံ့ပြန်မှုတွေမှာဘာလို့နေသေးလဲဆိုတာမျိုးတွေပေါ့ဟုတ်ကဲ့ ဒါပေမဲ့အဲ့ဒီထက်ပိုနည်းနည်းတဲ့တင်ကန်းစာကလူတွေရဲ့တုံ့ပြန်မှုပဲတချိန်ချင်းမှာပဲစိတ်တက်ကြန့်ခိုင်မှု အပြာလန်ကူညီရှင်စိတ်တွေပေါ်လာသလိုဟိုအခွင့်ကောင်းယူခြင်းတဲ့စိတ်တွေလည်းဘလို့ပေါ်လာနိုင်လဲဆိုတာကိုဒီဖြစ်ရက်တွေကတည်တည်ပြနေတယ်။อืมမှန်ပါတယ်။ဒါကြောင့်အနာဂတ်စင်ခေါ်မှုတွေကိုရင်ဆိုင်ဖို့အတွက်ရုပ်ပိုင်းဆိုင်ရာကြိုတင်ပြင်ဆင်မှုတွေအပြင်လူမှုအတိုင်းအဝန်ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာကြန့်ခိုင်မှုနဲ့စီးလုံးမှုကိုဘလို့ပိုပြီးတိဆောက်ကြမလဲ။ ဒီလိုအဖြစ်ဆိုးတွေကနေဘလို့သင်ခန်းစားအတိအကျယူပြီးလက်တွေအသုံးချသွားကြမလဲဆိုတာကတော့ကျမတို့အာနုံဆက်ပြီးစဉ်းစားသုံးသပ်သွားရမယ်အရေးကြီးတဲ့မေးခွန်းတစ်ခုဖြစ်ပါတယ်လို့ပြောရင်းနေကုန်ချုပ်ပါစေ။